L Y Firefly. G L O W W O R M Glowworm. သတ္တမိမိတို့ကိုဒီနေ့ပြောပြမယ့်အကောင်လေးကတော့နည်းနည်းထူးဆန်းပါတယ်။ဘာကောင်လေးလဲဆိုတော့ပိုးဆုံးကျူးလေးတွေပဲဖြစ်ပါတယ်။ပိုးဆုံးကျူးလေးတွေကအလင်းရောင်ထွက်တဲ့ပိုးကောင်လေးတွေဖြစ်ပါတယ်။ပိုးဆုံးကျူးလေးတွေကညဘက်မှာအလင်းရောင် ထုတ်နိုင်တဲ့တခုတည်းသော insect ပိုးကောင်ဖြစ်ပါတယ်။သူတို့ရဲ့ one bite အောက်ခြင်းမှာအလင်းထုတ်လုပ်နိုင်တဲ့အင်္ဂါပါရှိပါတယ်တဲ့ ဘိုးဆောင်ကျူးလေးတွေကအလင်းရောင်ကိုသုံးပြီးအချင်းချင်းဆက်သွယ်ကြတယ်။အထူးသဖြင့်အချင်းချင်းအန်နီရဲ့တတိပေးဖို့အလင်းရောင်လေးတွေကိုထုတ်တတ်ကြပါရဲ့တဲ့။ဘိုးဆောင်ကျူးလေးတွေကရေနားမှနေတတ်ပါရဲ့တဲ့။အိုဆုံကျူးလေးတွေကိုစုစွတ်တဲ့နေရာဥပမာချောင်းပေရွှွန်နုံတော်တွေမှာအများဆုံးတွေ့ရပါလေတဲ့သူတို့ရဲ့ဥတွေကိုရေနဲ့နေတဲ့နေရာတွေမှာဥပြီးအကောင်ပေါက်လာတဲ့ပိုးဆုံကျူးသေးသေးလေးတွေကရေထဲမှာကြီးပြင်းကြပါလေတဲ့ ။ပိုးဆောင်ကျူးလေးတွေမှာအစိတ်လည်းမရှိဘူး။လူတွေကိုလည်းအလျင်မပြူပါဘူးတဲ့။သူတို့ကလူတွေကိုကြိုက်တာအစိတ်ထုတ်တာတွေလည်းမလုပ်ပါဘူးတဲ့။အိုဆုံကျူးလေးတွေကသဘာဝပတ်ဝန်းကျင်အတွက်အရေးကြီးပါရဲ့တဲ့။အိုဆုံကျူးလေးတွေကညဘက်မှာပန်းမွင့်တွေကိုဝတ်မုံကူပေးပါရဲ့။အဲ့ဒါအပြင်သူတို့ရဲ့အလင်းကညဘက်သဘာဝအလှကိုပိုပြီးလှပအောင်ပန်ပိုးပေးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါရဲ့တဲ့။ ိုးဆုံးကျူးလေးတွေရဲ့အလင်းရောင်ကအဝါရောင်သို့မဟုတ်အစိမ်းရောင်ရှိတတ်ပါတယ်တဲ့။အိုးဆုံးကျူးလေးတွေဟာညဘက်ကိုလှပစေတဲ့သဘောဝမိရင်လေးတွေပဲဖြစ်ပါတယ်တဲ့။အခုအိုးဆုံးကျူးလေးတွေအကြောင်းကိုပြောပြပေးပြီဆိုတော့မိခွန်းလေးတွေဖြစ်ကြအောင်နော်။အိုးဆုံးကျူးလေးတွေရဲ့ထူးခြားချက်ကဘာလဲ။တဲ့အလင်းရောင်ထုတ်လုပ်နိုင်တာ။နှစ်အနံ့ခံအာယုံကောင်းတာ။သုံးအမြင်အာယုံကောင်းတာ။အလင်းထုတ်လုပ်နိုင်တာဆိုတော့ဘာလဲ။ ခုပို့ဆောင်ကျူးလေးတွေအကြောင်းသိပြီဆိုတော့ကဲနောက်ထပ်ပြောပြမယ့်အကြောင်းလေးတွေကိုလည်းဆက်ပြီးလေ့လာကြည့်ရအောင်နော် FL Wi-Fi မင်္ဂလာပါတာတာမီမီတို့ရေဒီနေ့ပြောပြမယ့်အကြောင်းလေးကတော့တာတာမီမီတို့ပတ်ဝန်းကျင်မှာတတိထားရမယ့်အကြောင်းလေးပဲဖြစ်ပါတယ်အဲ့ဒါကတော့ဗာလဲဆိုရင်ရင်ကောင်ပဲဖြစ်ပါရဲ့ရင်ကောင်ဆိုတာဗာလဲတဲ့ရင်ကောင်ဆိုတာအတောင်ပါတဲ့အင်းဆက်ပိုးမှတမျိုးပဲဖြစ်ပါရဲ့တဲ့ရင်ကောင်တွေကဗမာနေတက်လဲတဲ့ ြင်းကောင်းတွေကမြစ်ပတ်တဲ့နေရာတွေဥပမာအမိုက်ပုံးအညစ်အကြေးစွန့်တဲ့နေရာစားကျွင်းစားကြံတွေမှာပေါက်ပွားနေထိုင်တတ်ကြပါတယ်တဲ့။ရှင်ကောင်းတွေကအနံ့ဆိုးတဲ့နေရာတွေကိုအလွန်ကိုမှစိတ်နှစ်သက်တဲ့အကောင်တွေဖြစ်ပါတယ်တဲ့။ရှင်ကောင်းတွေကဘာလို့အနေနဲ့ရှိရလဲတဲ့။ရှင်ကောင်းတွေကမြစ်ပတ်တဲ့နေရာတွေမှာတွာလာနေတာကြောင့် ယောဂပိုးမွားတွေကိုတည်ဆောင်လာနိုင်ပါတယ်တဲ့။ကိုစားမဲ့အစာမှာသူတို့လာနားလိုက်လို့ရှိရင်အဲ့ဒီအစာအစာမှာယောဂပိုးတွေပါလာတတ်တယ်။သူတို့နားထားတဲ့အစာအစာကိုစားမိလို့ရှိရင်လည်းဗိုက်နာတာတို့ဝင်းပြတ်တာတို့ဖြစ်နိုင်ပါတယ်တဲ့။အဲ့ဒါဆိုရင်ဒီလိုအနေရရှိတဲ့ရင်ကောင်းတွေကိုဘယ်လိုကာကွယ်ရမလဲ လတာမီမီတို့ရဲ့အိမ်ပေါဝင်ခြင်းကိုတန်ရှင်းအောင်ထားရမယ်အမိုက်တွေကိုစနစ်တကျစွန့်ပြရမယ်အစားအစာတွေကိုရင်မနာအောင်ဖုံးအုပ်ထားရမယ်တဲ့ခဲဒါဆိုရင်တော့ရင်ကောင်တွေရဲ့အနေကိုကာကွယ်နိုင်မှာပဲဖြစ်ပါတယ်ရင်ကောင်တွေမှာထူးခြားတဲ့အချက်လေးရှိတယ်အဲ့ဒါကဘာလဲဆိုတော့မျက်လုံးနှစ်စုံပါမျက်လုံးနှစ်စုံဆိုတာမျက်စိအကြီးကြီးနှလုံးနဲ့မျက်စိအသေးလေးနှလုံးပါတာပါတဲ့သူတို့ရဲ့အတောင်ပံတွေကတစ်ဆက်ကမှအကျဉ်းကြီးများစွာခံနိုင်တယ်တဲ့ အဲ့ဒါကြောင့်ရှင်ကောင်ကအနားမှာပြန်နေဝီဝီဆိုပြီးတော့အတန်းကြီးနေရတာဖြစ်ပါတယ်တဲ့။ကဲအခုယောဂပိုးမွှားတွေတဲဆောင်လာတတ်တဲ့ရှင်ကောင်ရဲ့အကြောင်းကိုပြောပြပြီးပြီဆိုတော့ရှင်နာပါတွေမစားရဘူး။ကိုစားမဲ့အစားစာတွေကိုလည်းရှင်မနာအောင်တေချာဖောက်ပြီးတော့စားပါလိမ့်မယ်နော်။မိကုံးလေးတွေဖြစ်ကြရအောင်။ရှင်ကောင်တွေကဘလိုနေရာမျိုးတွေမှာနေတတ်လဲ။တဲ့။ဘလွန်တန့်ရှင်တဲ့နေရာ။နှစ်။အနံ့ဆိုးထွက်တဲ့မြက်ပတ်တဲ့နေရာ။သုံး။သစ်ပင်ပေါ်မှာ။ ဟုတ်ပါရဲ့ရင်ကောင်တွေကအနံ့ဆိုးထွက်ပြီးမြက်ပတ်တဲ့အင်းတွေကိုစောင့်နေတဲ့ကောင်တွေဖြစ်တယ်။ကဲနောက်ထပ်အကောင်လေးတွေကိုစက်ပြီးလေ့လာကြည့်အောင်နော်။ MOSQUITO mosquito တတမီမီတို့ကိုဒီနေ့ပြောပြမယ့်အကောင်ကတော့ချင်းအကြောင်းပဲဖြစ်ပါတယ်။တတမီမီတို့ချင်းတော့သိတယ်မလား?ချင်းဆိုတာပါလေ။ချင်းကပြန်နိုင်တဲ့အင်းဆက်ပိုးကောင်တစ်မျိုးပါ။ အရွယ်အစားသေးပြီးတော့လူတွေရဲ့သွေးကိုစုပ်ပါတယ်တဲ့။ခြင်တွေကဘယ်နေရာမှာနေတတ်လဲတဲ့။ခြင်တွေကရေအိုင်နဲ့ဆူဆွတ်တဲ့နေရာတွေမှာအဓိကနေကြတယ်တဲ့။သူတို့ဥဥဖို့သူတို့ပေါက်ပါဖို့အတွက်ရေလိုအပ်တာကြောင့်ဖြစ်ပါတယ်တဲ့။ခြင်တွေရောဘာကြောင့်အနေနဲ့ရှိရလဲတဲ့။ခြင်တွေကလူရဲ့သွေးကိုစုပ်တယ်။အဲ့လိုစုပ်တဲ့အချိန်မှာရာရန်နာအခုထွက်တာတွေဖြစ်နိုင်ပြီးရောတချို့ခြင်တွေကြောင့်သွေးလုံးတုပ်ကွေးမြတ်ဖျားယောဂါလိုမျိုးယောဂါတွေအထိဖြစ်စေနိုင်ပါတယ်တဲ့။ ဒါကြောင့်ချင်ကိုက်မခံရအောင်နေရမယ်။ချင်ကိုက်မခံရအောင်ဘယ်လိုကာကွယ်ကြမလဲတဲ့။ချင်မကိုက်တဲ့ဈေးလိန်နာ၊ချင်ထောင်တဲ့အိတ်တာ၊အင်ဂျီလက်ရှိဘောင်းမီရှိဝတ်တာ၊ကိုယ့်ရဲ့အိမ်နာမှာရေအိုင်နေရှိရင်ရှင်းလင်းတာ၊ဖျားပန်းအိုးတွေကိုပုံမှန်ရေလဲပေးတာ၊စားတဲ့နီးလန်းတွေနဲ့ချင်မကိုက်အောင်ကာကွယ်နိုင်ပါလေတဲ့။ဒါဆိုရင်ချင်တွေကိုဘယ်လိုနှိမ်နေရမလဲ ချင်တွေကသူတို့ပေါက်ဖွားဖို့ရေလိုအပ်တယ်။အဲ့တော့ချင်မပေါက်အောင် ရေအိုးတွေရေအိုင်တွေထဲမှာအိုးလောက်လန်းတွေမရှိအောင်ရေကိုပုံမှန်လဲပြရပါမယ်တဲ့။နောက်ပြီးချင်စေးဖြန်းတာအိမ်ရဲ့ပတင်းပေါက်တွေမှာချင်လုံစကားတက်တာစတာတွေနဲ့လည်းချင်ကိုနှိမ်နင်းလို့ရပါတယ်တဲ့။ကဲအခုလောကာခွေတဲ့နီးတွေသိသွားပြီဆိုရင်တော့ချင်ကိုက်မှာကြောက်စရာမလိုတော့ဘူးเนาะချင်တွေကြောင်းသိပြီဆိုရင် ထုံးစံတိုင်းမိကုန်းလေးတွေဖြည့်ကြည့်အောင်ချင်တွေကဘယ်လိုနေရာတွေမှာပေါက်ွားကြလဲ 1ရေထဲမှာ2လေထဲမှာ3ညည်ကြီးပေါ်မှာရေထဲမှာဆိုရင်တော့အပြင်းလာတယ်ချင်ကိုက်ရင်ရှားတယ်တွလုံးတုတ်ကွေးတို့ငှက်ပြားတို့လည်းဖြစ်နိုင်တယ်ဆိုတော့ဒါမင်းမီတို့ချင်မကိုက်အောင်ခရိုးဆိုင်ပြီးတော့နေကြရမယ်နော်ကဲနောက်ထပ်အကောင်လေးတွေကိုဆက်ပြီးလေ့လာကြည့်အောင်နော် BUTTER FLY butterfly မင်္ဂလာပါတာတာမင်းမီတို့ရေ ီနေ့တတမီမီတို့အတွက်ရွေးချယ်ထားတဲ့အကောင့်လေးကတော့လိပ်ပြာလေးပဲဖြစ်ပါတယ်။ဒီနေ့လိပ်ပြာလေးတွေအကြောင်းကိုပြောပြမယ်နော်။လိပ်ပြာလေးတွေကတော့တတမီမီတို့အတွက်ယင်းနီမီတာအကောင့်လေးတွေဖြစ်မှာပါနော်။လိပ်ပြာလေးတွေဘယ်ကနေဖြစ်လာတာလဲဆိုတော့လိပ်ပြာလေးတွေကပို့ကနေပို့တုံးလုံးဘဝကိုရောက်ပါတယ်တဲ့။အစိမ်းရောင် ပို့တုံးလုံးဘဝကနေပြီးတော့လိပ်ပြာအဖြစ်ကိုအသွင်ပြောင်းပါတယ်တဲ့။အဲ့လိုလိပ်ပြလေးတွေအဖြစ်အသွင်ပြောင်းသွားတဲ့အခါမှာသူတို့ရဲ့အတောင်လေးတွေကအယောင်ဆုံးလာပါတယ်တဲ့။ လက်ပြလေးတွေမှာအပြားအဝါအစိမ်းစတဲ့အယောင်တွေပါတဲ့အတောင်လေးတွေရှိပါတယ်တဲ့သူတို့ရဲ့အတောင်လေးတွေကလည်းအရန်ကုန်မှလှပတဲ့အတောင်လေးတွေဖြစ်ပါတယ်လက်ပြလေးတွေကပန်းဝှီရီကိုသာတောက်သုံးပါတယ်တဲ့လက်ပြလေးတွေမှာပစက်မပါပါဘူးတဲ့သူတို့ကပန်းထဲကပန်းဝှီရီတွေကိုပြုံလေးနဲ့စုပ်ပြီးတော့တောက်ကြကြပါတယ်တဲ့လက်ပြလေးတွေရဲ့အတောင်လေးတွေက အယောင်ဆောင်နဲ့အယန်းကိုလှပပေးမယ်။သူတို့ရဲ့အတောင်လေးတွေမှာအမွေးအမြင်လေးတွေရှိပါတယ်တဲ့။အဲ့ဒီအမွေးအမြင်လေးတွေကလက်နဲ့ကြမ်းကြမ်းတန်းတန်းသွားထိလိုက်လို့ရှင်ပျက်စီးသွားနိုင်ပါတယ်တဲ့။ဒါကြောင့်လေးပြလေးတွေရဲ့အတောင်ကိုမကင်မိပါစေနဲ့တဲ့။လေးပြလေးတွေကရက်အနေငယ်သာအသက်ရှင်နိုင်ပါတယ်တဲ့။သူတို့ကတက်တန်းတူတဲ့သတ္တဝါလေးတွေဖြစ်ပါတယ်။တချို့လိပ်ပြလေးတွေရဲ့တက်တန်းကတစ်ပတ်ပဲရှိပြီးတချို့ကတော့နှစ်ပတ်သုံးပတ်နေနိုင် အခုလိပ်ပြားလေးတွေအကြောင်းကိုပြောပြပြပြီးဆိုတော့လိပ်ပြားလေးတွေနဲ့ပတ်သက်ပြီးမိကုံးလေးတွေဖြည့်ကြည့်အောင်နော်လိပ်ပြားလေးတွေကဘာစားလဲ၁အသား၂အရွက်၃ပန်းဝိရီပန်းဝိရီဆိုရင်တော့အဖြစ်လေးတွေပါမှာလေသတ္တမမီတို့ရေလိပ်ပြားလေးတွေရဲ့အလှအပအကြီးရတာစိတ်ချမ်းသာပြီးပျော်စရာကောင်းပါလေဒါပေမဲ့တို့ရဲ့အတောင်လေးတွေကအထီးကိုက်လွယ်တာကြောင့်တို့ကိုပဋိဌာပြီးချစ်ပေးရမယ်နော် Camouflage. <laughs>